င်္ဂလာပါခင်ဗျရေကုန်ကတိရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာဒီမိုကရေစီကောင်ဆောင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးရတဲ့အတွက်မြန်မာစစ်တပ်ကိုဖိအားပေးဖို့ဒေါက်အောင်ဆန်းစုကြည်ရဲ့တာဖြစ်သူကိုထိန်လင်းလို့ခေါ်တဲ့ Kim Ariska ပြည်သူ့တမန်ရှိချင်းပင်စီကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါတယ်အချက်ဖတ်မင်းအွန်လိုင်းတက်ရောက်ခဲ့တဲ့မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲကိုဖုန်းမယူရအိတ်မသေးရ ထီးမယူရအုတ်ထုတ်မဆောင်ရဆိုင်ကင်းတဲ့ကားတွေမဝင်ရမရက်ရဆိုးတဲ့တာမြင့်မှုတွေအပါဝင် လုံခြုံရေးတွေအထူးတင်းကျပ်ခဲ့ပြီးမှတက်ရောက်ခဲ့တာဖြစ်တယ်ဆိုတဲ့သတင်းပါဝင်ဒီမနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမစုတ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာဒီမိုကရေစီကောင်းဆောင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးရတဲ့အတွက်မြန်မာစစ်တပ်ကိုဖိအားပေးဖို့ဒေါအောင်ဆန်းစုကြည်ရဲ့တာဖြစ်သူကိုထိန်လင်းလို့ခေါ်တဲ့ Kim Everest က တရုတ်သမ္မတရှီကျင်းပင်စီကူမြစ်တိုင်ရက်ခန့်တောက်ဆူလိုက်တယ်လို့ South China Morning Post ကနေသတင်းဖော်ပြလာပါတယ်။မြန်မာနိုင်ငံမှာစစ်တကအာဏာသိမ်းခဲ့တဲ့2021ခုနှစ်ကစပြီးထောင်သွင်းအကျဉ်းချခံထားရတဲ့မြန်မာဒီမိုကရေစီကောင်းဆောင်တော်ဆန်းစုကြည်ဟာလက်ရှိမှာနှလုံးယောဂါပြဿနာနဲ့ထောင်သွင်းအခြေအနေတွေစိုးဝါမှုတွေကိုဒေါအောင်ဆန်းစုကြည်ရဲ့တာပစ်သူကိုထိန်လင်းကထုတ်ဖော်ပြောလာပြီးနောက်မှာပဲတရုတ်သမ္မတရှီကျင်းပင်စီကူပါ မိခင်ဖြစ်သူဒေါ်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်မြန်မာစစ်တပ်ကိုဖိအားပေးဖို့မြစ်တာရက်ခန့်တောင်းဆိုလာတယ်ဆိုပါလေလက်ရှိမြန်မာစစ်တပ်ကဒေါ်ဆန်းစုကြည်ကိုမိသူနဲ့မှတွေ့ခွင့်မပေးတဲ့အကြောင်းနဲ့တရုတ်အာဏာပိုင်တွေကပါသူမကိုတွေ့ခွင့်တောင်းပေမဲ့စစ်တပ်ကတွေ့ခွင့်မပေးတဲ့အကြောင်းတွေကိုပါတီထားရတဲ့အတွက်တရုတ်သမ္မတရှီကျင်းမင်းကနေတဆင့်ဒေါ်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်မြန်မာစစ်တပ်ကိုဖိအားပေးဖို့မြစ်တာရက်ခန့်ပါတယ်လို့ဒေါ်ဆန်းစုကြည်ရဲ့တပ်ဖြစ်သူကိုထိန်လင့်ကတောင်းဆိုလာတာကို South China Morning Post ကနေသတင်းဖော်ပြလာတာဖြစ်ပါတယ်။လက်ရှိဒေါ်ဆဆူကြီးရဲ့တပ်ပစ်သူကိုထိန်လင်းကမိခင်ဖြစ်သူဟာအသက်80အရွယ်အမဲဦးဖြစ်နေတဲ့အတွက်ကြောင့်ရောလက်ရှိမှာလည်းထောင်တွင်းမှာကျန်းမာရေးအခြေအနေဆိုးရွားနေတဲ့အကြောင်းတွေကြောင့်မိခင်ဖြစ်သူအနေနဲ့ထောင်တွင်းမှာပဲအသက်ဆုံးရှုံးရမှာကိုစိုးရိမ်နေပြီးပြန်လည်လွတ်မြောက်ရေးအတွက်ဒီဇိုင်းမမတ်တောင်းဆိုနေတာဖြစ်တယ်လို့တစ်ဖက်ကဂျပန်နိုင်ငံအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေကလည်းဒေါ်ဆဆူကြီးကိုပြန်လွှတ်ပေးဖို့တောင်းဆိုပေးနေပြီး ပြည်တွင်းကအမျိုးသားညီညွတ်အစိုးရကလည်းမြန်မာစစ်တပ်အနေနဲ့ဒေါအောင်ဆန်းစုကြည်ကိုပြန်လွှတ်မပေးဘဲဆက်လက်အကျဉ်းချထားမှုဟာတိုင်းပြည်အကျပ်အတဲကိုပုံမှုနက်ဆိုင်လာစေမှာဖြစ်တယ်လို့လည်းပြောဆိုထားပါသေးတယ်။တပတ်ကဒေါအောင်ဆန်းစုကြည်ရဲ့တပစ်သူကိုထိန်လင်းကလည်းသူ့ရဲ့မိခင်နဲ့ပြန်လည်တွေ့ဆုံခြင်းနဲ့အကြောင်းသူအခုလိုတရုတ်သမ္မတရှီကျင်းပင်ကိုသူ့ရဲ့မိခင်ပြန်လဲလွတ်မြောက်ရေးအတွက်မြန်မာစစ်တပ် CPR ပေးဖို့တောင်းဆိုတာဟာလေဒေါ်စဆုကြည်ဟာအယက်တအစိုးရအဖြစ်အာဏာရရှိခြင်းကမင်းအွန်လိုင်းထက် တရုတ်နဲ့ပုံမှုရင်းနှီးမှုဆက်ဆံရေးရှိခဲ့ပြီးပုံမှုကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့သူဖြစ်တဲ့အတွက်အခုလိုမြင့်တာရက်ခံတောင်းဆိုတာဖြစ်သလိုဒေါ်ဆန်းစုကြည်ကိုပြန်လွှတ်ပေးတာဟာလေလက်ရှိမြမအရေးကိုဖြည့်ရှင်းဖို့လိုအပ်တဲ့အခြေအနေတစ်ခုဖြစ်ပါတယ်လို့လေကိုထိန်လင်းကပြောထားပါသေးတယ်ခင်ဗျာတဖက်မှာတော့အကြက်ဖက်မင်းအွန်လိုင်းတက်ရောက်ခဲ့တဲ့မန္တလေးတက်တူနှစ်တရာပြည်ပွဲကိုဖုန်းမယူရအိမ်မတဲရ ီးမယူရအုတ်ထုတ်မဆောင်ရစိုင်ခေနဲ့ကားရီမဝင်းရမရက်ရဆိုတဲ့တာမြင့်မှုတွေအပါအဝင်လုံခြုံရေးတွေအထူးတင်းကျပ်ခဲ့ပြီးမှတက်ရောက်ခဲ့တာဖြစ်တယ်လို့အဲ့ဒီဘွဲကိုတက်ရောက်ခဲ့ရတဲ့ဆရာဆရာမအတိုင်းဝိုင်းကပြောပါတယ်ဒါကတော့အော်တိုဘားလ၄နှစ်ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲအကျံဖက်မင်းအွန်လိုင်းတက်ရောက်ခဲ့တဲ့မန္တလေးတက္ကသိုလ်နှစ်တရာပြည်ပွဲမှာတက်ရောက်ရတဲ့ဂျောင်းသူဂျောင်းသားဆရာဆရာမတွေနဲ့မြို့ကန်တွေကို စစ်တပ်ကလုံခြုံရေးတွေတင်းတင်းကြပ်ကြပ်စစ်ဆေးခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုစစ်ဆေးတဲ့အချိန်ပွဲတက်ရတဲ့သူတွေဟာမီဒီယာကလွှဲပြီးကြံတဲ့သူတွေကိုဖုန်းမယူရအိမ်မတည်ရထီးမယူရအုတ်ထုတ်မဆောင်ရဆိုင်ငယ်နဲ့ကားတွေမဝင်ရမရက်ရဆိုတဲ့တားမြစ်မှုတွေခံရတယ်လို့ကျောင်းသူကျောင်းသားတွေဆရာဆရာမတွေနဲ့မြို့ကန်တွေကိုမဲအွန်လိုင်းမလာမီမနက်9နာရီလောက်ခတဲ့ကလူစုခိုင်းပြီး6နိုင်ခွဲလောက်မှာလုံခြုံရေးစစ်ဆေးမှုတွေခံရတယ်လို့အဲ့ဒီပွဲတက်ရောက်ခဲ့ရတဲ့ဆရာဆရာမအတိုင်းဝန်ကပြောထားပါတယ် အဲ့တော့ဂျပန်မဲအောင်လိုက်လာတဲ့အချိန်မှာလေ drone နဲ့ဘုံကျဲခံရမှာကြောက်ပြီး drone ဖြတ်ချတဲ့ဂျမားကားတွေကမန္တလေးတက္ကသိုလ်ပတ်ဝန်းကျင်မှာလှည့်ပတ်ကင်းလှည့်ရသလိုတက္ကသိုလ်နဲ့အနီးဆုံးမှာရှိတဲ့လမ်းစုံလမ်းကွာတွေမှာလေစစ်တပ်ရဲ့ drone gas တွေကိုချာထားခဲ့ကြပြီးဒီလိုအခြေအနေတွေကိုကြည့်ချင်းအဖြစ်အဂျပန်ဖက်မဲအောင်လိုက်ဟာတိုင်းပြည်အာဏာကိုမတရားသိမ်းပိုက်ထားပြီးခေါင်းဆောင် လုပ်နေပြီမဲ့သူကိုယ်သူလည်းပြည်သူတွေကြားမှာလွတ်လွတ်လပ်လပ်မသွားရဲပဲအမြဲတစေစိုးရိမ်ကြောက်လန့်နေရတဲ့အခြေအနေကိုမြင်တွေ့နေရတယ်လို့လည်း အဲ့ဒီဘွဲကိုတက်ရောက်ခဲ့တဲ့သတင်းရှင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့စကိုင်းတိုင်းဒဇယ်မြို့နယ်မှာအချက်ဖက်စစ်တပ်နဲ့တော်လိုင်းရဲတပ်တွေအကြားတိုက်ပွဲဖြစ်ပွားမှုအတွင်းကနေစစ်တပ်ကပြူစောတိခေါင်းဆောင်တအူးကိုတော်လိုင်းရဲတပ်တွေကအရှင်ဖမ်းဆီးရမိထားတယ်လို့ဒဇယ် PDF ကထုတ်ပြန်ထားပါတယ်အဲ့ဒီလိုထုတ်ပြန်ထားတဲ့ဓာတ်ပုံတက်မှာလေအရှင်ဖန်းစီရမိထားတဲ့ပူစောတိခေါင်းဆောင်ဟာတော်လန်ရဲတပ်တွေရှိမှဒူးထောက်အဖမ်းခံထားရတာကိုလည်းအတိုင်းသားမြင်တွေ့နေရပါတယ် ဖြစ်စဉ်ကတော့စက်တင်ဘာလ30ရက်နေ့ကပဲကမ်လူမျိုးနယ်ကာဘူးချေရွာကနေထွက်လာတဲ့အချမ်းဖတ်စစ်တပ်စစ်ကြောင်းဟာဒဇယ်မျိုးနယ်အတွင်းဝင်ရောက်လာပြီးတနယ်ချေရွာကပြည်သူပိုင်းနေအိမ်တွေကိုဝင်ရောက်မိရှုဖျက်ဆီးခဲ့ကြတယ်ဆိုပါလေအဲ့ဒီအချမ်းဖတ်စစ်တပ်စစ်ကြောင်းနဲ့တော်လိုင်းရေးတပ်တွေအကြားဒဇယ်မျိုးနယ်အတွင်းတိုက်ပွဲဖြစ်ပွားခဲ့ရမှာတော့စစ်တပ်စစ်ကြောင်းဟာအထိနာပြီးပြန်ဆုတ်ပြေးသွားကြတဲ့အချိန်အဲ့ဒီစစ်တပ်စစ်ကြောင်းနဲ့အတူပါလာတဲ့ပြူစော့တီခေါင်းဆောင်တအူးကို ဒေါ်လန်ရေးတပ်တွေကအရှင်ဖန်းစီရမိခဲ့တယ်လို့ဒဇယ် PDF ကထုတ်ပြန်ထားပါတယ်။လက်ရှိမှာတော့အဲ့ဒီလိုဖန်းစီရမိထားတဲ့ပူစော့တီခေါင်းဆောင်ကိုဒေါ်လန်ရေးတပ်တွေကဆက်လက်စစ်ဆေးမှုတွေလုပ်ဆောင်နေပြီးထိထိရောက်ရောက်ရေးယူမှုတွေလည်းဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။လက်ရှိစကိုင်းတိုင်းဘက်မှာဒေါ်လန်ရေးတပ်တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုစစ်တပ်ကပြန်လည်ထိန်းချုပ်ခြင်းနဲ့အတွက်နေပြင်းစစ်ကြောင်းထိုးတာတွေသွားပွားလုပ်နေပြီးမြေ သူတို့စစ်တပ်စစ်ကြောင်းတွေသာတော်လှန်ရေးတပ်တွေရဲ့တက်ခိုက်ချေမှုံးမှုကိုခံရပြီးပြန်ပြန်ဆုတ်ပြေးသွားရတဲ့အခြေအနေတွေပဲဖြစ်နေသလိုအခုလိုစစ်တပ်ကတပ်ဖွဲ့ဝင်တွေကိုလည်းမကြာခဏဆိုသလိုအရှင်ဖမ်းဆီးရမိတာတွေရှိနေတယ်လို့ဒေတာတွင်းသတင်းအရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာလည်း AR တိုင်းပသိမ်မြို့နယ်ကအကြံဖက်စစ်တပ်ရဲ့မဆိုင်ရလေးစစ်စေးရုံမှာ တိုက်ပွဲတစ်ကနေတရားရပြီးစေကူတမှုခံယူနေတယ်။ရာရှိတူကတော့စက်ကူလို့မရတော့ပဲ။တခါတည်းအသက်ထွက်ပြီးသေသွားပြီလို့ဒေတာတွင်းစည်ရေးတည်ရင်မိကရေကိုခစ်တစ်ကိုပြောပါလေ။ဒါကတော့လက်ရှိပသိမ်မြို့နယ်ကအချက်ဖက်စစ်တပ်ရဲ့မဆရာလေးစစ်စေးရုံမှာ AR တိုင်းကတိုက်ပွဲတွေအတွင်းဒဏ်ရာရလာတဲ့စစ်သားအမြောက်အများရောက်နေပြီးအတီးတီးစေကူတမှုခံယူနေရတယ်ဆိုပါလေ။အဲ့ဒီထဲမှာစစ်တပ်အရာရှိတွေလည်းပါတလို့တက်ကြက်နဲ့တသားအစစ်အတီးတီးပါပြီး အကုန်လုံးစေကူတမှုခံယူနေတဲ့အချိန်အော်တိုဘာလ2ရက်နေ့ကပဲစစ်တပ်အရာရှိတအူဟာစေကူနေရင်းနဲ့ဘလို့မှစက်ကူလို့မရတော့ပဲတခါတည်းအသက်ထွက်သွားပြီးသေသွားသလိုအဲ့ဒီအရာရှိရဲ့မတားအလောင်းကိုရွှေမြင့်တင်မိတဂျိုဇက်ထဲဘဝစည်းစာကားနဲ့ပို့လိုက်ကြတယ်လို့ဒေတာတွင်းစီးရီးသတင်းအရှင်မြစ်ကပြောထားပါတယ်အဲ့ဒီနောက်လက်နက်ကိုင်းစောင်းထားတဲ့စစ်သားတွေလိုက်ပါလာရာကားတစ်စီးနဲ့စစ်သားမိန်းမတွေလိုက်ပါလာတဲ့ကားတစ်စီးပါရောက်လာပြီးတော့ အဲ့ဒီစစ်တပ်အရှိရဲ့မပါလောင်းကိုရွှေမြင်းတင်မိတဂျိုဆက်မှာပဲတခါတည်းတဂျိုသွားကြတယ်လို့ဒေတာတွစ်စီရေးတဲ့အရင်မြစ်ကပြောထားပါတယ်။အဲ့ဒီ AOD time ဘက်မှာတော့အရခတတော် AA နဲ့ PDF ပူးပေါင်းတက်တွေထိုးစစ်ဆင်တဲ့ပြီးခဲ့တဲ့လပိုင်းတွေတဲကစစ်တပ်စစ်ကြောင်းတွေဟာအထိနာပြီးသေတဲ့သူတွေဒဏ်ရာရတဲ့သူတွေတော်တော်ကိုများပြားခဲ့တယ်လို့အဲ့ဒီတိုက်ပွဲတွေတဲကဒဏ်ရာရစစ်သားတွေကို ဂျန်ဖစစ်တက်ရဲ့ပသိမ်မြို့နယ်မဆာယာလေးစစ်စေးရုံမှာလက်ရှိအချိန်ထိစေကူတာမှုတွေတောက်လျှောက်လုပ်နေရတယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့အဂျန်ဖစစ်တက်ကမြန်မြို့နယ်နဲ့ပေါင်းမြို့နယ်အဆက်အပြင်မင်းတမြို့နယ်နမ်ဆန်မြို့နယ်တွေပတ်မှာပါလေကြောင်းတက်ခိုက်မှုတွေကြောင့်ပြည်သူတွေထိခိုက်ဒဏ်ရာရပြီးနေအိမ်အဆောက်အုံတွေလည်းပျက်စီးထားပြန်တယ်လို့ဒေတာတွင်းသတင်းအရင်းမြစ်တွေကပြောထားကြပါတယ်ချင်းပြည်နယ်မင်းတမြို့မှာတော့အော်တိုဘားလ၄ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲ ်မြို့ပေါ်မှာရှိတဲ့ Home Home Hotel ကိုအချက်ဖက်စစ်တပ်က Jet Fighter နဲ့လာပြီးဘုံကျဲသွားမှုကြောင့်ပြည်သူတို့ချို့ထိခိုက်မှုရှိထားတဲ့အပြင် Hotel အဆောက်အုံတွေလည်းပျက်စီးထားတယ်ဆိုပါလေအလားတူမကွေးတိုင်းဘက်မှာလည်းမနေ့ကအော်တိုဘာလ၄ရက်နေ့မနက်ပိုင်းမှာပဲမြိုင်မြို့နယ်နဲ့ပေါင်းမြို့နယ်အဆက်ကူအချက်ဖက်စစ်တပ်ကစက်တက်၄ဒီနဲ့လာပြီးဘုံကျဲတက်ခိုက်သွားတယ်လို့ဒေသခံပြည်သူတွေကပြောထားတယ်လို့တဖက်ကရှမ်းမြောက်မှာရှိတဲ့နမ်ဆန်မြို့နယ်ကလည်းမနေ့ကမွန်လွဲပိုင်းမှာပဲအချက်ဖက်စစ်တပ်က တိုက်လေရင်နဲ့ဘုံကျဲတွားပြန်တယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါသေးတယ်။လက်ရှိအကြက်ဖက်စစ်တပ်ကဒေါ်လာရင်းတက်တွေထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုပြန်လည်လုချင်းနေတဲ့အတွက်တစ်ဖက်မှာမြေပြင်စစ်ကြောင်းထိုးတာတွေတွားပွားလုပ်နေသလိုတစ်ဖက်မှာလည်းတိုက်ပွဲနဲ့မဆိုင်တဲ့ရသပြည်သူတွေနေထိုင်ရာနေရာတွေကိုဓမင်းနဂါပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်လို့လည်းဒေတာတွင်းသတင်းရှင်းမြစ်ကပြောထားပါတယ်ခင်ဗျ။ တစ်ဆက်ထဲမှာပဲ DNL သိမ့်ပိုက်ထားတဲ့ Namsan မြို့နယ်ကိုအကြမ်းဖက်စစ်တပ်ကလေနဲ့ဘုံကျဲမှုကြောင့်အသက်၁၀နှစ်အရွယ်မောင်ဇေယအောင်နဲ့အသက်၃၃နှစ်အရွယ်မောင်ထုံးမျိုးအောင်ဆိုသူကလေးငယ်တို့တိုက်ဆုံးရတဲ့အပြင်နောက်ထပ်ကလေးငယ်၆ဦးအပါအဝင်ပြည်သူ၉ဦးဒဏ်ရာရရထားတယ်လို့ DNL ကသတင်းထုတ်ပြန်ထားပါတယ်။ဒါကတော့အော်တိုဘားလာလေးရနေဖြစ်တဲ့မနေ့ကပဲ DNL သိမ့်ပိုက်ထားတဲ့ Namsan မြို့နယ်ကရဒပီဒရီနေထိုင်ရာ ဇေတုံဖုံးခြေရွာကိုအချမ်းဖက်စစ်တပ်ကတိုက်လေရင်နဲ့လာပြီးပေါင်150ဘုံနှလုံးကျက်ချသွားတယ်ဆိုပါတယ်။အဲဒီလိုစစ်တပ်ရဲ့လေကြောင်းတက်ခိုက်မှုကြောင့်ခြေရွာတဲကအသက်10နှစ်အရွယ်မောင်ဇေယအောင်နဲ့အသက်73နှစ်အရွယ်မောင်ထုံးမျိုးအောင်ဆိုသူကလေးငယ်တို့တေဆုံးခဲ့ရတဲ့အပြင်နောက်ထပ်ကလေးငယ်6ဦးအပါအဝင်ပြည်သူ9ဦးဒဏ်ရာရထားတယ်လို့ DNA လေးကသတင်းထုတ်ပြန်ထားပါတယ်။အလားတူအော်တိုပါလာနှစ်ရက်နေ့ကလည်းတိုက်ပွဲဖြစ်ပွားမှုမရှိတဲ့နမ်တူမြို့တွင်းကိုလည်းအချမ်းဖက်စစ်တပ်က လင်းနဲ့ဘုံကျဲသွားမှုကြောင့်ပြည်သူ၃ဦးသေဆုံးခဲ့ရသေးတယ်လို့လည်းသိရပါတယ်ခင်ဗျာအခုတခါဆက်ချင်တာကတော့ထိုင်းနိုင်ငံချာချင်းဆောင်ခရိုင်ကအလုတ်ယုံတစ်ခုမှာမြန်မာလုတ်သမားအယောက်320ကိုကြိုတင်အကြောင်းကြားမှုရှိပဲအလုတ်ထုတ်ခံရတဲ့အတွက်လောကအပအဝင်နစ်နာကြီးဆိုင်ရာကိစ္စတွေပြန်လည်ရရှိအောင်ကြိုးပမ်းပေးနေတယ်လို့မြန်မာလုတ်သမားရေးဆောင်ရွက်ပေးနေတဲ့ MHAC အဖွဲ့ရဲ့တာဝန်ခံကိုစင်ပိုင်ကရန်ကုန်ခေတ္တကိုပြောပါတယ် အဲ့ဒီလိုအလုတ်ထုတ်ခံရတဲ့စက်ယုံဝင်တဲ့မြန်မာအလို့သမားအယောက်320ကိုစက်ယုံဘက်ကလုတ်သက်လေးလာမပြေခင်မှာပဲရုတ်တရက်အလုတ်ထုတ်လိုက်ပြီးဆိုပြီးတော့ဂျာဂန်အေဂျင်စီကအဆောင်တိုက်ခန်းမှာလာရောက်ပြောကြားခဲ့တယ်ဆိုပါလေအဲ့ဒီလိုစက်ယုံဘက်ကလူသမားတွေကိုဘာတစ်ခုမှချုပ်တင်ပြောဆိုမှုမရှိပဲတာဝန်မဲ့မှုနဲ့ချက်ချင်းဆိုသလိုကြီးအလုတ်ထုတ်လိုက်မှုကြောင့်လူသမားတွေကအခက်အခဲတွေရှိလာတဲ့အတွက် MHAC အဖွဲ့အစည်းကိုကုညီဖြည့်ရှင်းပေးဖို့အကူအညီတောင်းခံလာတယ်လို့ဆိုပါလေအဲ့ဒီနောက် အော်တိုဘလာ3ရက်နေမှာပဲအဲ့ဒီစက်ရုံအလို့သမားတွေနဲ့ MHAC အဖွဲ့တို့တွဲဆုံပြီးတဲ့နောက်သက်ဆိုင်ရာထိုင်းအစိုးရတာဝန်ရှိသူတွေနဲ့အတူစက်ရုံနဲ့ဂျာဂန်အေဂျင်စီကိုခေါ်ပြီးညှိနှိုင်းမှုတွေဆောင်ရွက်ပြီးခဲ့တယ်လို့မြန်မာအလို့သမားအယောက်320အထက်လုံအားကအပါဝင်နင်နာကြီးဆိုင်ရာကိစ္စရက်တွေရရှိအောင်ကူညီဆောင်ရွက်ပေးခဲ့ပြီးအလို့ယုံဘက်ကရောဂျာဂန်အေဂျင်စီဘက်ကပါအလို့သမားတွေတောင်းဆိုတဲ့အချက်ကိုပေးဆောင်မှုဂတိပြုခဲ့ကြတယ်လို့လည်း MHAC အဖွဲ့ရဲ့တာဝန်ခံကိုစင်ပိုင်ကပြောထားပါတယ်ခင်ဗျ။ okay dakaro young khitit